င်းအောင်လိုင်းရဲ့စစ်အာဏာသိမ်းမှုကိုမြန်မာပြည်သူတရက်လုံးကလက်မခံပဲဆန္ဒပြခဲ့ကြပါတယ်။အဲ့လိုဆန္ဒပြတဲ့ပြည်သူတွေကိုအကြမ်းဖက်မင်းအောင်လိုင်းတို့စစ်အုပ်စုကရရဆက်ဆက်တပ်ဖြတ်နှိမ်နင်းခဲ့တာကိုလည်းကျမတို့ပြည်သူတရက်လုံးကမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ပြီးပါပြီ။အဲ့လိုမင်းအောင်လိုင်းတို့စစ်အုပ်စုကသူတို့ကိုစန့်ကျင်ဆန္ဒပြတဲ့သူတွေကိုရရဆက်ဆက်ဖမ်းဆီးတပ်ဖြတ်တာတွေကြောင့် ပြည်သူတရက်လုံးကမခံမရနိုင်ပဲရရလက်လက်ဆွဲတော်လန်ခဲ့ကြလို့ဒေသအသီးသီးမှာပြည်သူကာကွယ်တပ်တွေလည်းပေါ်ပေါက်လာတာကိုအားလုံးလည်းသိပြီးသားဖြစ်မှာပါအဲ့လိုမင်းအွန်လိုင်းကို စာနာပြခဲ့ကြတဲ့လူငယ်တွေရရလက်လက်ဆွဲကြိုင်ပြီးတော်လန်ခဲ့ကြတဲ့လူငယ်တွေစတဲ့လူငယ်အများအပြားကိုတပ်ဖြတ်ခဲ့တာတွေထောင်ချခဲ့တာတွေရှိခဲ့ပါတယ်အဲ့ဒီတဲကမှမင်းအွန်လိုင်းတို့အကြမ်းဖက်စစ်အုပ်စုကို တော်လန်ဆန္ဒပြရင်းနဲ့ ထောင်ကျခဲ့ပြီးရဲ့နောက်ပြန်လည်လွတ်မြောက်လာတဲ့လူငယ်တဦးကိုဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။အကိုကြီးမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါ။အရင်ဦးဆုံးအနေနဲ့အကိုရဲ့နာမည်လေးမိတ်ဆက်ပေးပါဦးရှင်။ဟုတ်ကျွန်တော်နာမည်ကတော့ဟိုဟာလက်စီလို့ခေါ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဟုတ်။အကိုဘယ်တော့ဖမ်းခံခဲ့ရလဲရှင်။နောက်ပြီးတော့ဘယ်လိုမျိုးဖမ်းခံခဲ့ရလဲဆိုတာလေးနဲ့ပြီးတော့နောက်တစ်ခုကကျတော့ထောင်ပနန်းနဲ့ကြခဲ့လေပေါ့နော်။အားလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါဦးရှင်။ ဟိုကျွန်တော်က2021ကိုလပိုင်း16ရက်နေ့ကတက်မတော်မှာဖမ်းမိရပါဘောနော်ဒီထောင်ကတော့ဒီမကွေးနဲ့ပခုတ်ကူခိုင်ပေါ့ပခုတ်ကူခိုင်မှာထောင်9နဲ့ကြာရပေါ့9နဲ့ကြာပြီးတော့3.30လာမှာကျွန်တော်ပြန်လွတ်ပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ဖမ်းခံရပြီးတော့ဘယ်နေရာမှာစစ်ကြောရေးခံခဲ့ရလဲရှင်အော်ပြီးတော့စစ်ကြောရေးမှာရောညင်ပန်းနေဆက်တာရေပေါ့နော်အဲ့အရာတွေရောခံခဲ့ရလားရှင် စစ်ကြောတဲ့ရောက်သွားပြီဆိုလို့ရှိရင်ပေါ့နော်အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခံရတာတွေကိုကြားရတယ်ပေါ့နော်ဆိုတော့အခုအနေနဲ့ရောဘယ်လိုမျိုးတွေညှဉ်းပန်းနှိပ်စက်ခံခဲ့ရလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့ကဒီပေါ့မာမီယာဆိုတော့ပေါ့ကပ္ပဆာ23ပေါ့ရေဖြူမှာရေဖြူကပ္ပဆာ23မှာကျွန်တော်နေခဲ့ကျွန်တော်နေတူနေတဲ့အကိုကြီးကတော့ဒီကပ္ပဆာမှာပဲနှိပ်စင်နဲ့ကြာသွားတယ်ပေါ့နော်ဒီကျွန်တော်လည်းနှိပ်စက်တော့ ခံရတယ်ဒီကျွန်တော်ကကြတော့သူကကာဘာပေးသွားတာပေါ့ဆက်ရှင်းနေမပြီးသေးပါဘူးစီကာဘာပေးသွားကျွန်တော်ကတော့နည်းနည်းတက်တာရယ်လို့ပြောရမှာပေါ့နော်ဒီဂျန်နဲ့ဒီရိုက်တာတွေပါပြီးပြီးတော့ခြေောက်တွေကိုတလိန်လုံးနဲ့လှိမ့်တာတွေနန်းတွေကိုထိုးတာတွေအဲပြီးတော့ဒီကျိုးရင်နဲ့လက်ပြန်ကျိုးတွေတိုးပြီးတော့ခေါင်းတွေကိုဖြတ်ကန်တာတွေပြီးတော့ဂရုံးတုံးပြီးရေစေးချတာတွေအဲ့လိုတွေတော့ရှိရယ်ဗျဟုတ်ကဲ့ပါရှင်ဟုတ် အကိုပြောရတဲ့အချိန်မှာဒီအတူတူနေတဲ့အကိုတယောက်လဲပေါ့နော်ဒီကပါဆာမှာနှိပ်စက်ရင်းနဲ့ကြာသွားခဲ့တယ်ဆိုတော့လေအဲ့အဲ့အကိုရောဘယ်လိုမျိုးညှိစက်ခံခဲ့ရလဲရှင်။သူရောဘယ်လိုမျိုးညှိစက်ခံရလဲဆိုတော့သူကကြတော့ကျွန်တော်တို့ကိုလာဖမ်းတဲ့နေရာမှာဒီထိတွေ့မှုဖြစ်တယ်ပေါ့နော်7မိနစ်15မိနစ်လောက်တော့ရှိမှန်း။အဲ့အချိန်မှာသူကဘိုက်မှာတစ်ချက်မှန်လာတော့ဟို ခဏိုင်းလည်းမရှိတော့တာလည်းဖြစ်မှာပေါ့နော်ဒီစကြောရင်းမှာခန်းတဲ့ဒဏ်ရာတွေပါတွေကလည်းဒဏ်ရာလည်းများတယ်ဆိုတော့အဲ့မယ်ကျွန်တော်နဲ့နောက်နေ့မနေ့မှာသူကြာသွားတဲ့အချိန်မှာပဲကျွန်တော်သိရတယ်ကကျွန်တော်နဲ့ကအတူတူစကြောရင်းအခန်းကမတူလေဟုတ်ကဲ့ပါကိုဟုတ်ဒီစကြောရေးပြီးတော့ပေါ့နော်အကိုအကိုတို့ဘာဆက်ဖြစ်ခဲ့ကြလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့လေပြောပြပေးပါအောင်ရှင် ကြောရေးပြီးတော့ကျွန်တော်တို့ပခုတ်ကူတရတက်ကိုကျွန်တော်တို့ပို့တယ်ပခုတ်ကူတရတက်မှာစစ်ဆေးရာတွေပါရှိရပြီးတော့အဲပခုတ်ကူတရတက်ကစကြောရင်းမှုအဲစကြောရင်းမှုနဲ့သူတို့နဲ့တွေ့ဆုံမှုထိမှာတော့ကျွန်တော်တို့ကအဲ့လောက်ကြီးမဟုတ်သူပြီးပေါက်ကိုသူတို့ပြန်ပို့တဲ့အချိန်မှာတော့နည်းနည်းအချိန်နေဆိုးတဲ့အချိန်တွေမှာပါတာပေါ့နော်ဟုတ်ကဲ့ပါကိုဟုတ်ဒီစကြောရေးပြီးတော့အကို့ကိုရုံးတင်ပြီးတော့စစ်ဆေးတာအမိန့်ချတာမျိုးတွေရှိလားရှင့်ပြီးတော့နောက်တစ်ခုကကြတော့ပေါ့နော်ဘယ်အချင်းတောင်မှဘယ်နှစ်နှစ်ကြာခဲ့လဲပေါ့နော် အဲ့လေးလေးပြပြလို့ရရင်ပြပြပေးပါအောင်ရှင့်ကျွန်တော်တို့ယုံတိမ်မီစစ်ဆေးရတော့ဘေးပေါ့မြို့နယ်တရားရုံးမှာဟိုဟာဆယ်ရစ်ကြာရယ်ဆယ်ရစ်ကြာပြီမဲ့ပခုတ်ကူခရင်တရားရုံးကိုလွှဲတော့ဟိုဆယ်လာပိုင်း26ရင်းနေမှာပခုတ်ကူခရင်တရားရုံးကိုလွှဲတယ်2021ပေါ့နော်ပြီးတော့2022ဆယ်လာပိုင်း27ရင်းနေမှာကျွန်တော်တို့အမိန်ကြာရယ်အမိန်ကြာပြီးတော့ကျွန်တော်ပခုတ်ကူထောင်ပါပဲနေရယ်ပခုတ်ကူထောင်ကနေလို့2020 ်နှစ်17လပိုင်း9နှစ်မှာကျွန်တော်မကွေးထောင်ကိုပြောင်းရတယ်ဗျ။ဟုတ်တယ်ကျောင်းရတယ်အကျောင်းရင်းကတော့ဒီ2020နှစ်ဆယ်လပိုင်း15နှစ်မှာကျွန်တော်တို့ဘခုခုထောင်မှာထောင်စုပူမှုဖြစ်တယ်ထောင်စုပူမှုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့အကျဉ်းသားတွေပေါ့နော်လက်မြောက်မှုတွေလုပ်တဲ့အချိန်မှာဘယ်လိုပြောမလဲမရှင်ဖေးသွားရပေါ့အဲ့အချိန်မှာကျွန်တော်တို့ဒီအထဲမှာနည်းနည်းကိစ္စတွေရှုပ်သွားတာပေါ့အကျဉ်းဦးစီးရတွေလည်းထိထားတယ် အမဲအကျဉ်းသားရေလေခံရတယ်ဆိုအဲ့ချိန်မှာကျွန်တော်တို့ပြစ်ချက်နဲ့မခွေးအကျဉ်းထောင်ကိုပြောင်းလာဗျဟုတ်ကဲ့ပါကိုဟုတ်ဒီတရားရုံးမှာပေါ့နော်ရုံးတင်ပြီးတော့အမိန်ချခဲ့ရဆိုတော့လေဘယ်ပုံမှန်နေလဲချမှတ်ခဲ့ရလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့အစားတုန်းကတော့50 50ကာယီ52ကာယီနဲ့ကျွန်တော်တို့အမိန်ချမှတ်ထားတာဗျအမေကျွန်တော်တို့ကိုအမင်းချလိုက်တော့တရားသူကြီးပြောင်းတဲ့အချိန်မှာကျွန်တော်52ကာယီနဲ့9နှစ်ကြာပါတယ် ။ငါနဲ့ကြာပြီးတော့ထောင်ထဲမှာ3နှစ်နဲ့ဆယ်လကျွန်တော်နေခဲ့ပြီ။ဟုတ်ကဲ့ရှင်ဟုတ်။ဒီထောင်ကြပြီးတော့ပေါ့နော်ဒီအချင်းနောက်ထဲမှာနေရတဲ့အခြေအနေလေးပေါ့နော်အဲ့ဒါလေးနဲ့လည်းပတ်သက်ပြီးတော့ပြောပြပေးပါအောင်ရှင်။ဒီပခုတ်ကူထောင်မှာတော့ကျွန်တော်အမိန်ကြာပြီးရင်တော့တိတ်မနေလဲရတယ်။ပခုတ်ထောင်ကတော့နည်းနည်းဘယ်လိုပြောမလဲ21နဲ့22အစောပိုင်းကတော့အေးချမ်းတယ်လို့ပြောမှာပေါ့နော်။ဒီကျွန်တော်တို့2022 17လပိုင်း9ရက်နေ့မှာကျွန်တော်မကွေးတောင်ကိုရောက်သွားတယ်မကွေးတောင်ကိုရောက်သွားတော့ မကွေးကတော့ဟိုနိုင်ငံဆင်မီအာဆီယံထောင်ဆိုတော့အဲ့လိုနိုင်စတာတွေပါလေပြင်းတယ်ပြီးတော့သူကစံပြထောင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီမကွေးကမခုတ်ကောင်နေမကွေးကိုပြောင်းတဲ့အချိန်မှာတော့ကားပေါ်ဆင်းခဲ့နေလို့ရှိုက်တာနှစ်တာကြီးရှိရဲ့ဗျဟိုဒီထောင်တွင်းမှာဖြစ်စင်နေရတော့ကျွန်တော်တို့မကွေးတောင်ကတော့သိုးတယ်တော်တော်ဆိုးလို့ပြောလို့ရတယ်ဟိုအရင်အစောပိုင်းကလည်းဆိုးခဲ့တယ် ကျွန်တော်တို့ဒီ2024 6လပိုင်းလောက်မှာကျွန်တော်နည်းနည်းလေးလွတ်လပ်လာတယ်2024 6လပိုင်းမှာလွတ်လပ်လာပြီးတော့2025 6လပိုင်းမှာစပြီးတော့အော်6လပိုင်းကနေနောက်ပိုင်းကတော့တော်တော်အချင်းနေဆိုးလို့ရရလို့ပြောလို့ရရဟုတ်ဒီအချင်းအောင်တွေထဲမှာဆိုလို့ရှိရင်ပေါ့နော်နှိမ့်ဆက်တာရှိရဆိုတော့ကျမတို့လည်းပြန်ကြားရတယ်ပေါ့နော်ဆိုတော့ဒီနိုင်ချင်းတွေထောင်ထဲရောက်သွားတဲ့အချိန်မှာဘယ်လိုပုံစံမျိုးတွေနဲ့နှိမ့်ဆက်တာလဲရှင်ဟုတ် တောင်ဘူးကမှရောက်ခဲနဲ့စာပြီးတော့သူတို့ကငါမင်းတို့နိုင်ငံရေးကျင်းသားရည်လားဘာလဲတော်လိုင်းသမားရည်လားပေါ့ပြဿနာရှာရဲပြဿနာရှာပြီးတော့လူတွေထိုးတယ်ကြိတ်တယ်အချင်းဦးစီးရပါတော့အမ်ပြီးတော့ဒီကျွန်တော်တို့ဒီ2025လေးလပိုင်း73ရင်းနဲ့မှာပြောရင်တော့ဒီအဖွဲ့အစည်းနဲ့ချိတ်တယ်ချိတ်ပြီးတော့ကျွန်တော်တို့ဒီမကွေးထောင်တဲကနေလို့ပြန်လွှတ်ဖို့အတွက်လုပ်ကြရဲလုပ်တဲ့အချိန်မှာအဲ73ရင်းနဲ့ညနေ6နာရီခွဲလောက်မှာကျွန်တော် မကွေးထောင်တွင်းကိုလက်နေကြီးကြရပေါ့မမန်လက်နေကြီးကြတော့သူတို့9နိုင်ခွဲ6နိုင်လောက်ကနေလို့6နိုင်လောက်ဖြစ်မှတင်ကျွန်တော်စပြီးတော့ပြက်ခတ်မှုလုပ်တယ်သူတို့ကစတက်နေရဲနေဝင်လာတယ်စတက်နေရဲနေဝင်ပြီးတော့ကျွန်တော်မကွေးထောင်အတွင်းတွေကိုတက်တက်တနက်တနေပြစ်တယ်အဲအချိန်မှာတော့အကျဉ်းသားတွေတဲ့ကနိုင်ငံရေးအကျဉ်းသား3ယောက်နဲ့ဟိုအခြားအကျဉ်းသား3ယောက်ပေါ့အဲ့လိုကြာသွားတာရှိတယ်ပြီးတော့အဲ့ဒီညာ မှာကျွန်တော်တို့အခန်းထဲကနေလို့လိုက်ပြီးတော့လူတွေထုတ်တယ်ထုတ်ပြီးတော့သူတို့ထုတ်ရိုက်တယ်ထုတ်ရရင်ねကျသွားတဲ့နိုင်ငံရေးရဲဘော်တွေလည်းရှိရဲ့ဗျဟုတ်ကဲ့ရှင်ဟုတ်အာဒီပြစ်ခတ်မှုတွေလည်းရှိခဲ့တာဆိုတော့လေအဲ့ညာနဲ့ပတ်သက်ပြီးတော့ဗောနောဘာကြောင့်အခုလိုမျိုးလုတ်တယ်လို့အကိုအနေနဲ့မြင်မိလဲရှင်ဟိုဘာကြောင့်လုတ်လဲဆိုတော့သူတို့အနေနဲ့ကတော့တောင်တဲကိုရောက်တည်ဖြစ်စေမရောက်တည်ဖြစ်စေနိုင်ငံရေးအကျဉ်းသားအချမ်းသူတို့တတ်မှတ်ထားတဲ့အချမ်းဖက်ပေါ့နော် အဲ့ဒီနဲ့ပတ်သက်တဲ့လူမှန်သမျှတော့သူတို့တွေကတော့မုန်းနေမှာပဲအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီတန့်အနေနဲ့ထောင်ထဲမှာလာရိုက်တယ်ဒီ2025 5လပိုင်းထဲမှာသူတို့ဒီတန့်လာရိုက်တဲ့အတုပ်ကိုဒီတန့်ရှိရဒီရှာဖွေရေးလာတာလို့လို့ဘာလာလို့လို့ ਨੇ ထောင်ထဲမှာအကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားရှိရမကွေးတော်မှာဆိုတစ်ဆောင်ရေတုံးဆောင်ရေကနိုင်ငံရေးအကျဉ်းသားဆောင်အဲ့လို့ဆိုတော့သူတို့အဲ့တစ်ဆောင်နဲ့တုံးဆောင်နဲ့အဓိကဝင်နေနိုင်ငံရေးအကျဉ်းသားတွေကိုရိုက်တယ်နှိပ်စက်တယ်တချို့ နည်းနည်းဘယ်လိုပြောမလဲစိတ်တက်ရှိတဲ့လူတွေကကြတော့ပြန်ပြောကြတယ်ဘာညာဆိုသူတို့ကခေါ်ထုတ်သွားတယ်ပြီးတော့တိုက်လဲဟုတ်ထဲတယ်ရိုက်တယ်အဲ့လိုတွေရှိရပြကျွန်တော်တို့ဆို2025လေးလပိုင်း20ရင်းနဲ့ကကျွန်တော်တို့တိုက်လဲကိုထုတ်ခံရတယ်ဒါပေပြစ်တန်တိုက်မှာရဲ့ကျွန်တော်တို့ထုတ်ရိုက်တယ်ဘာညာကျွန်တော်ဆိုရှေးယုံကနေရောက်ပြီးမှပြန်လာတာဗျဟုတ်ကဲ့ရှင်ဟုတ်ကော ဒီအချင်းနောက်နဲ့မှာတော့ပါပေါ့နော်အခြားနိုင်ချင်းတွေတဲကဆိုလို့ရှိရင်ရောအခုအနေနဲ့ဘသူတွေနဲ့တွေ့ခွင့်ရခဲ့သေးလဲရှင့်ဟိုတခြားနိုင်ချင်းတွေနဲ့ပါညာဆိုရင်တော့လို့နာမည်တော့ပြောလို့အဆင်မပြေတော့ဘူး။ဘာဖြစ်လို့ဆိုသူတို့ကလည်းလွတ်သေးတာမဟုတ်ဘူးဆိုတော့ကျွန်တော်အနေနဲ့ကြတော့ပြောပြလိုက်လို့ရှိရင်သူတို့တွေအန်တယ်ဖြစ်မှလည်းစိုးတယ်။ပြီးတော့တချို့နာမည်ကြီးနိုင်ချင်းတွေလည်းရှိကြရဲပြီးတော့တချို့ဝန်ကြီးတွေပါလေဆိုလည်းမကွေးထောင်မှာကြတော့ရှိရဲလေ။အဲ့တော့မကွေးထောင်ကတော့ ဒီမန်လေးမန်လေးကပြောင်းလာတဲ့ဟာကြီးရှိရယ်နေပြည်တော်ကပြောင်းလာတဲ့ဟာကြီးရှိရယ်ပြီးတော့ရမဲသိန်းပြောင်းလာတဲ့ဟာကြီးရှိရယ်ပြီးတော့အင်းစင်ကနေပြောင်းလာတဲ့ဟာကြီးရှိရယ်ပြီးတော့မြင်းကြံကပြောင်းလာတဲ့ဟာကြီးရှိရယ်ပခုကပြောင်းလာတဲ့ဟာကြီးရှိရယ်အဲ့လိုနေမျိုးစုံကပြောင်းလာတဲ့နိုင်ချင်းနဲ့အများကြီးကဒီမကွေးထောင်မှာလာစုကြတာပေါ့နော်ဟုတ်ကဲ့ပါကိုဟုတ်ဒီမကွေးထောင်ထဲမှာပေါ့နော်မကွေးအချင်းထောင်ထဲမှာရောတခြားဝင်းကြီးတွေနဲ့တွေ့ခင်ရတွေ့ခဲ့ရသေးလားရှင် အာဝင်ကြီးတွေရဲ့ကျမရဲ့အခြေအနေတွေပေါ့နော်အဲ့အလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ဟုတ်ဝင်ကြီးတွေအနေနဲ့တော့ဝင်ကြီးတွေတော့သူတို့ကတီးတန့်တိုက်ပေါ့နော်တိုက်မှာထားပြီးရယ်ပြီးတော့တချို့သူတို့နာမည်ကြီးရဲ့လူတွေဘာတွေအဲ့လိုဝင်ကြီးချုပ်တွေဘာတွေလည်းရှိရယ်ဆိုတော့နော်သူအဲ့လိုတီးတန့်လေးတော့ထားပြီးရယ်အဲ့လိုနှိမ့်ဆက်တာတွေဘာတွေတော့သူတို့ပေါ်တော့အဲ့လောက်ကြီးမရှိဘူးဗျဟုတ်ကဲ့ပါရှင်ဟုတ်အကို အော်မကွေးချင်းနောက်ထဲမှာဆိုရင်ဒီမကွေးတိုင်းဝန်ကြီးချုပ်ပေါ့နော်ဒေါက်တာအောင်မိုးညိုနဲ့ရောတွေ့ခွင့်ရခဲ့လားရှင်အော်နောက်တစ်ခုကကြောက်ဒေါက်တာအောင်မိုးညိုရဲ့ကျန်းမာရေးအခြေအနေလေးပေါ့နော်အဲ့လေးနဲ့ပတ်သက်ပြီးတော့လေးပြောပြပေးပါအောင်ရှင်ဒေါက်တာအောင်မိုးညိုနေတော့တွေ့ဆောင်ခွင့်ရရဲ့ဗျဒေါက်တာအောင်မိုးညိုကတော့သူ့ကိုကျွန်တော်တို့ဒီမကွေးဘိုးချင်းနောက်မှာရှိရဲ့စိုက်ပျိုးရေးကွင်းပေါ့နော်စိုက်ပျိုးရေးကွင်းထဲမှာသူ့ကိုတိုက်လေးတီးတန်းနဲ့ထားပေးရဲ့အစောပိုင်းတုန်းကတော့2023လောက်ထိကတော့သူ့ကိုတီးတန်းချိုးတိုက်မှာထားပေးရဲ့ ဒီသူတို့အနေနဲ့တော့အဲ့လိုရိုက်တာနဲ့တာရပါရတော့လောက်ကြီးမရှိဘူးခင်ဗျ။အဲ့လိုဘယ်လိုပြောရမလဲ A channel လို့နည်းနည်းတော့ပြောမှာဒါမဲ့ဒီထောင်အာနာပိုင်းနေအနေနဲ့တော့ပြောဆိုရင်ဒီရတော့ရှိရဗျအဲ့လိုရတော့လိုလူကိုကိုထိလေးရောက်လောက်တာဘာညာတော့ကျွန်တော်တို့ရှိမှာတော့မရှိဘူး။ဒါမဲ့ဒေါက်တာအောင်မွန်းညိုနေရတယ်ကျွန်တော်တို့အမြဲတမ်းမတွေ့ရဘူးဆိုတော့သူ့ချီကပြောလိုက်တဲ့စကားဆိုလဲဒီရိုက်တာနှစ်တာရတော့မပါဘူးเนาะသူအဲ့လိုခံရတယ်ဗျာလည်းမပါဘူးဆိုတော့အားလုံးတော့မသိရဘူးခင်ဗျာ ုတ်ကဲ့ပါအကိုဟုတ်ဒီမကွေးချင်းတောင်ထဲမှာဆိုလို့ရှိရင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မွန်းညိုပြီးတော့ဒီမကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးတာပေါ့နော်နောက်တစ်ခုကတော့မကွေးတိုင်းနေရာအခြားဝန်ကြီးဌာနတွေကဝန်ကြီးတွေနဲ့ပြီးတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရပါတော့ဘသူတွေနဲ့ထပ်ပြီးတော့တွေ့ခွင့်ရခဲ့သေးလဲရှင်။ဟိုကျွန်တော်နေနေကကျွန်တော်နာမည်အတူကောက်ပဲမှတ်မိမယ်ထင်တယ်။ဒီတတော်ဝန်ကြီးကဥကျော်တို့ဟာဥကျော်တို့ရှိရယ်ပြီးတော့ဥတာတို့နေလဲကျွန်တော်တို့တွေ့ရခင်ဗျ။ပြီးတော့ဂျန်နဲ့ ဝင်းကြီးတဲ့အဆိုချင်းကျမ်းမာရေးတဲ့အရီတော့အဲဥအောင်နိုင်ဦးလို့ပေါ့နော်အဲ့လိုတွေပါရတော့ဒီဗနာမဲ့တချို့ဝင်းကြီးကြောက်တယ်ကျွန်တော်တို့နဲ့တွေ့ခွင့်မရဘူးဗျာသူတို့ကျိုးကျိုးတိုင်မှာကြီးတန်ထားဆိုတော့အားလုံးနေတော့ကျွန်တော်တို့တွေ့ပြန်ခွင့်မရှိဘူးဗျာဟုတ်ကဲ့ရှင်ဟုတ်ကောအကိုပြောရတဲ့တဲမှာဒီနိုင်ငံရေးအကျဉ်းသားအချင်းချင်းပေါ့နော်အာဖိနှိပ်မှုတွေရှိရဆိုတော့လေအဲ့ဒါလေးကဘယ်လိုမျိုးလဲဆိုတာလေးအကိုအနေနဲ့ရှင်းပြပေးလို့ရမလားရှင် ဟိုဒီနိုင်ငံရေးအကျဉ်းသားချင်းချင်းဖိနှိပ်မှုရှိရဲဆိုတာဒီအတဲမှာရောက်နေတဲ့အကျဉ်းသားတွေထဲမှာတကယ်စိတ်ဓာတ်နဲ့ဒီတော်လန်ရေးမှာပါဝင်လို့ရောက်လာတဲ့အကျဉ်းသားတွေရှိတယ်လို့ဘာမှမဟုတ်ဘဲနဲ့အိမ်မနေရင်းနဲ့မိလာတဲ့အကျဉ်းသားတွေလည်းရှိရအောင်အဲ့လို့ဆိုတော့ကျွန်တော်တို့အဲထဲမှာရောက်တဲ့အချိန်မှာတချို့နိုင်ငံရေးအကျဉ်းသားတွေကနာမည်ခံပေါ့နာမည်ခံနဲ့အာနာဘယ်နေနဲ့ပေါင်းပြီးတော့နိုင်ငံရေးအကျဉ်းသားတွေကို ဒီနှိပ်စက်တယ်ပြောတယ်ဆိုတယ်အဲ့လိုရေဥမာဗျာကျွန်တော်ရေချိုးချတာတို့ဓမင်းစားချတဲ့အချိန်တွေမှာဆိုလို့ရှိရင်အဲသူတို့အာနာပိုင်နေနဲ့ပေါင်းပြီးတော့ဒုတ်တွေကင်တယ်ပြီးတော့အချင်းသားတွေကိုလက်ရိုက်တယ်တချို့ဆိုသူတို့ကြောင့်ဒီအရင်2023 24ကတော့ကျွန်တော် မိန်လာဘုံတွေဆွဲရတယ်အဲ့အချိန်မှာနိုင်ငံအချင်းသားရဲ့တဲမှာဒီဥမာနှလုံးရောဂါရှိတဲ့လူတွေလည်းပါတာပေါ့နော်အဲ့လိုဟာတွေကနေလို့သူတို့ကြောင့်ကြာသွားတဲ့နိုင်ငံအချင်းသားရှိရဲ့ ါပေမဲ့ကျွန်တော်တို့ကတော့အထဲမှာကျတော့အနာဘိန်နေနဲ့သူတို့နဲ့အဆင်ပြေတော့ကျွန်တော်တို့ကဘာမှပြောလို့မရဘူးဒါပေမဲ့ပြောတင်တလောက်တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အခုလက်လာတဲ့အချိန်မှာတော့သူတို့နာမည်တွေအပြည့်စုံနေပါနဲ့ကျွန်တော်တို့ကဘယ်လိုထုတ်ပေါ်ချင်တာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ပြီးခဲ့တဲ့ April 23ရက်နေ့ကပေါ့နော်မကွေးတောင်နဲ့ရဲတပ်ရင်း25ကိုတော်လိုင်းကြီးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရဆိုတော့လေအဲ့ဒါကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့တော်လိုင်းကြီးတပ်ဖွဲ့တွေက ပူပေါင်းချိတ်ဆက်ပြီးတိုက်ခိုက်တာဆိုပြီးတော့ဆွဆွဲချက်နေပေါ့နော်နိုင်ငံကြီးအကျဉ်းသားတွေကိုရိုင်းနှံနှိပ်စက်တာရှိရဲ့လို့သိရရဲ့ရှင်အဲ့မှာရောဘနဝူးနှိပ်စက်ခံခဲ့ရလဲရှင်ပြီးတော့တေဆုံးသူတွေရှိရဲ့လို့လည်းသတင်းရထားတော့လေအဲ့အခြေအနေလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင်ပြင်ဖွဲ့ကြီးကအကျဉ်းထောင်တစ်ခုကိုလာလုတယ်ဆိုတော့ကျွန်တော်တို့လည်းအဆင်မပြေဘူးရပြီးအောင်မလုံးနိုင်လို့ရှိရင်ကျွန်တော်တို့မှဒီဘောင်လေးထဲမှာပဲနေရဆိုတော့သူတို့ကပြန်ဆုတ်သွားခဲ့တည်ရှိတော့ကျွန်တော်တို့အကျဉ်းသားတွေမှာအများကြီးဒုက္ခရောက်တယ်ဗျဥပမာအစားအသောက်ဖြတ်ခံရတယ် အမ်ပြီးတော့ဟိုသူတို့မှာဒီအချိန်မှာသူတို့အတွက်အခွင့်အရေးဖြစ်နေတယ်နာမည်ပေါက်တွေကိုထုတ်ရိုက်တယ်အမ်အဲ့လိုတွေလည်းရှိရဲ့အဲ့ချိန်မှာအခု2025လေးလပိုင်း73ရင်းနေမှာဖြစ်တဲ့ကိစ္စမှာကျွန်တော်ထောင်ထဲမှာရှိရဲ့နာမည်ပေါက်တွေအဲ့လိုတွေမှာအကုန်လုံးထုတ်တယ်စုစုပေါင်းတော့200လောက်ရှိမှာကျွန်တော်တို့ထုတ်တာအဲကျွန်တော်ဆိုလို့ရှိရင်လေးလပိုင်း2025လေးလပိုင်း20ရင်းနေမှာထုတ်တယ်တဲ့မှာပါတယ်ဗျကျွန်တော်တို့ဆိုဒီအေးအစားအသောက်တွေမကောင်းလို့ထမင်းဆိုလဲသူတို့က ကော်ရီလောင်းပြီးကျွေးရရေဆိုလဲပဲခဲရေစိန်ပြီးခဲတုံးနေပါเนาะခဲရေစိန်ပြီးတော့တိုက်တယ်အဲ့လိုဆိုကျွန်တော်တို့တွေဟိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကသွားပြောရတာရှိရင်အဲ့လိုချိန်မှာသူတို့ကမှတ်ထားတယ်ပေါ့သူတို့ကျွန်တော်တို့ပြောလို့ရတဲ့အချိန်မှာတော့သူတို့ကတော့ဘာမှမပြောမှတ်ထားတယ်အဲပြီးတော့သူတို့တားတဲ့အချိန်မှာတော့လုတ်တယ်ကျွန်တော်တို့ပြောလေဒီ2025လေးလပိုင်း73ရင်းနဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့တိုက်တဲမှာထည့်တဲ့ဟာတော့200ကျော်လေးဗျ အဲ့ဒီထဲမှာဆုံးသွားတဲ့လူရှိရဲဆုံးသွားတဲ့လူတွေကဆိုကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကဆိုထောင်ထဲမှာနေနေအရာရောက်တယ်တွေကပြောရလို့ရှိရင်တော့ကိုမြတ်ကိုပေါ့နော်ကိုမြတ်ကိုကကျွန်တော်တို့ကြိုးတိုက်ပေါ်မှာစက်တင်မှာဆုံးသွားတယ်ဗျကျွန်တော်တို့ကစက်နှစ်မှာဟိုကိုမြတ်ကျွန်တော်တို့က2025လေးလပိုင်း20ရင်းနဲ့မှာထုတ်တယ်ကိုမြတ်ကို25ရင်းနဲ့မှာထုတ်လာတယ်25ရင်းနဲ့မှာထုတ်ပြီးတော့သူက ဟိုဟာကလာလူမျိုးအစ္စလမ်ဘာသာလဲမွတ်စလင်ဘာသာလဲဖြစ်နေတဲ့အတွက်သူ့ကိုဒီအချင်းဥသေးထဲမှာရှိတဲ့ရခိုင်တယောက်အမ်နှစ်ပွင့်ပေါ့နော်ဒီမှာတော့ဘယ်လိုခေါ်လဲအောင်လဲအဲနှစ်ပွင့်အရာရှိနှစ်ယောက်ကသူ့ကိုရိုက်တယ်ပြီးတော့ဦးမင်းလွင်ဦးသုံးပွင့်ဥစည်းအရာရှိပေါ့သူတို့ကလည်းရိုက်တယ်ရိုက်တဲ့အချိန်မှာသူ့ကိုရိုက်ရင်းနဲ့အဆုတ်ကွာပြီးတော့သူဆုံးသွားတယ်ကိုမြတ်ကိုကြာတော့ကျွန်တော်တို့ကဟော့ဖစ်တိုက်ဒီဘစ်တိုက်မလို့ သူတို့နဲ့ကြတော့ကိုမြက်ကိုကြားတဲ့ဟာကိုသိရတယ်ပြီးတော့ရေတချိုးမှာရေတချိုးကနေလို့အချင်းကြနေတဲ့နိုင်ငံချင်းသားတယောက်ကြားတယ်ပြီးတော့မုံရွာနေလို့အချင်းကြနေတဲ့နိုင်ငံချင်းသားတယောက်ကြားတယ်ကျွန်တော်ကြတော့နာမည်တွေဘာလဲမသိဘူးခင်ဗျအဲ့လိုဆိုလူဦးရလည်းများတော့နာမည်ပြည်စုံပါညာကြလဲကျွန်တော်မသိရဘူးဒါပေမဲ့ဘသူဘသူဘယ်ဆောင်ကဘသူကြားတယ်ဘာမျိုးကကျွန်တော်တို့သိရတယ်စုစုပေါင်းတော့အဲ့မဲ့ရဲရင်နှဲ့ရင်နဲ့ပြက်ခတ်တာလွဲလို့ရဲရင်နှဲ့နေတဲ့တွေလို့9ရောက်လောက်ရှိရခင်ဗျ အော်ဒီပြစ်ကတ်မှုတွေမှာကြာဆုံးသွားတဲ့လူတော်နိုင်ငံရေးအကျဉ်းသားကဒီ AA ရနေလို့ကြာတဲ့ဆက်ခွန်တက်တယောက်ရှိမယ်ပြီးတော့ဒီရဲစီဒီအန်အနေနဲ့ကြာတဲ့တယောက်ရှိမယ်ပြီးတော့နိုင်ငံရေးအကျဉ်းသားရနေ52ကကြီးနဲ့ကြာတဲ့တယောက်ရှိရယ်ပြီးတော့ဂျန်နဲ့3ယောက်ကတော့ဟိုဟာတခြားမှုပေါ့နော်တခြားမှုတွေကြာတဲ့လူရှိရယ်ပြီးတော့အချင်းဦးစီးအနေနဲ့ကတော့ဒါသူတို့အားနဲ့သူတို့ပြစ်ခတ်မှုတွေကတော့တယောက်တော့ကြာတယ်ဟုတ်ကဲ့ပါရှင်ဟုတ် အကိုအနေနဲ့ရောဘယ်လိုမျိုးနှိပ်စက်ခံခဲ့ရလဲရှင် ပြီးတော့တခြားအထောက်ခံရတဲ့သူတွေရောပေါ့နော်သူတို့ရောဘယ်လိုပုံစံမျိုးတွေနဲ့နှိပ်စက်ခံခဲ့ရလဲကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကိုလေးလပဲ20မိနစ်အစာအစောကြီးမှာအဲအချင်းဦးစီးမကွေးပို့ကျွန်တော်အချင်းဦးစီးတက်တာကောင်းထစ်ကြော်အနေနဲ့ကျွန်တော်ကိုလာထုတ်တာပေါ့နော်ဒီသူတို့ဟိုကျွန်တော်တို့အချင်းသားရဲ့လက်လက်ဖြစ်ခဲ့တော့ကဒီကောင်ကနည်းနည်းဟိုဖြစ်တယ်ဆိုပြီးကျွန်တော်တို့လာကျွန်တော်လာထုတ်တယ်ထုတ်ပြီးတော့ အဲ main ကြီးကိုခေါ်တယ် main ကြီးမှာကျွန်တော်ရိုက်တယ်ဗျရိုက်ပြီးတော့ main ကြီးမှာတစ်ခေါက်ရိုက်တယ်ရိုက်ပြီးတော့ကျွန်တော်ကျိုးတိုက်တဲ့ကိုခေါ်သွားတယ်ကျိုးတိုက်တဲ့ကိုရောက်တော့တိုက်ထဲမှာတစ်ခေါက်ထပ်ရိုက်တယ်တိုက်ထဲမှာတစ်ခေါက်ထပ်ရိုက်ပြီးတော့ဟိုတိုက်အခန်းထဲကိုကျွန်တော်ထည့်ရထည့်ပြီးတော့ဟိုမိနစ်20နာရီခွဲလောက်ကအလွန်ဆုံးပဲကြာမယ်အဲ့ဒီအချိန်မှာကျွန်တော်ပြန်လာထုတ်တယ်အမ်ပြန်လာထုတ်ပြီးတော့ထပ်ရိုက်တယ်ထပ်ရိုက်တဲ့အချိန်မှာအဲ့မှာနားလို့မခံနိုင်လို့អော်တဲ့အချိန်မှာသူကအဲဝက်စားကြီး ပါဇက်တဲကိုစို့ပြီးတော့ရိုက်တယ်ခေါင်းတွေကိုလည်းကန်တယ်ပေါ့နော်ရိုက်တာလည်းတယောက်တည်းရိုက်တာမဟုတ်သူကသူတို့အချင်းဦးကြီးတန်းမှာရိုက်တဲ့အဖွဲတီးတန်ကိုရှိရသူကအမအဲ့တီးတန်ရှိတဲ့လူတွေကနေမှာကျွန်တော်တို့တွေကိုရိုက်တယ်အဲ့တဲ့အချိန်မှာကျွန်တော်တို့၄ခေါက်၅ခေါက်မြောက်ထုတ်ရတဲ့အချိန်မှာကျွန်တော်သတိမေ့သွားတယ်သတိမေ့သွားပြီးတော့သေးပေါင်းချိန်လေးကြာတယ်ဗာညာချိန်မှာကျွန်တော်ဆေးရုံကိုပို့တယ်ထန်းစင်နဲ့အဲဆေးရုံကပို့ပြီးတော့ဆေးရုံမှာကျွန်တော်တပတ်ကြာခဲ့တယ်ဗျတပတ်ကြာပြီးမှကျွန်တော်ဒီ လိတ်ဆောင်ကိုပြန်ပို့ပေးရပါတော့ပြီးတော့ကြံတဲ့မကွေးဘိုးချင်းတော်လည်းကနည်းနည်းနာမည်ပေါက်တဲ့ရဆိုတော့အဲမဲ့ရှိုက်တဲ့လူတွေတော့ရှိရဒါပေမဲ့တချို့လူတွေဆိုရိုက်ရင်းနဲ့လိကျိုးသွားတာတို့ပြီးတော့အဲရိုက်တဲ့တန်းကိုမခံနိုင်တာတို့အဲ့လိုကြီးလည်းရှိရဲတဲ့တဲ့တန်းကိုမခံနိုင်တဲ့အခါကျတော့တို့ဒီဥမာအဲရိုက်ရင်းနဲ့တေးပါချီပါတွေပါဖြစ်ကုန်တယ် အဲအဲ့လိုကြီးလေးရှိရပဲတချို့ဆိုရိုက်ပြီးတော့ခန်းထဲပြန်ထည့်တဲ့အချိန်မှာခန်းထဲမှာထတော့မထနိုင်ဘူးပေါ့နော်ရေလည်းမချိုးရဘူးပြီးတော့သူတို့အစာလာကျွေးတဲ့ဟာလေအစာလည်းလူကိုကျွေးသလိုကျွေးရမှာဘူးဗျအဲ့လိုဆိုတော့ဘလုံးမအဆင်မပြေဘူးအချင်းတောင်ထဲမှာဟုတ်ကဲ့ပါဟုတ်အကိုအအခုဆိုရေပေါ့နော်အကိုအနေနဲ့ဒီအချင်းတောင်ကနေလွတ်လာပြီးဆိုတော့လေဘာတွေဆက်လုပ်မယ်လို့စိတ်ကူးလေးရှိလဲရှင် ဟိုတော်လိုင်းရဲ့အနေနဲ့ကတော့ကျွန်တော်အနေနဲ့ကတော့အခုချိန်ဒီစဉ်းစားရုံးပေါ့နော်ကျွန်တော်လည်းလွတ်တာလည်းမကြသေးဘူးဆိုတော့ပြီးတော့အထက်မှာနှိပ်စက်ခံရတာတွေပါးဓာန်တွေရောဆိုတော့ကျွန်တော်မှစိတ်ကူတာဖို့အချိန်လေးလိုသေးရေပေါ့နော်အဲ့အတွက်တော့ကျွန်တော်တို့ကတော့တော်လိုင်းအနေနဲ့စဉ်းစားရုံးပါနေဟုတ်ကဲ့ပါအကိုဟုတ်အကိုအနေနဲ့ပေါ့နော်ဖြည့်ဆွက်ပြောချင်တာလေးရှိမလားရှင့်ဟုတ်ဒီတော့ဒါဗာဖြည့်ဆွေးပြောရင်လည်းကျွန်တော်တို့ဒီအခုနောက်ပိုင်းထောင်အာနာပိုင်းနေပြောင်းလာတဲ့အချိန်မှာ ဒီ2025လေးလပိုင်းပြီးတော့ဒီဖြစ်စဉ်ပြီးတော့တို့ကအချင်းဦးစည်းဝန်ထမ်းတွေကိုအကုန်လုံးထောင်ချရတာတွေရှိရယ်ပြီးတော့နေပြောင်းလိုက်တာတွေရှိရယ်အဲ့ဒီတည်းမှာမှာအခုနောက်ရောက်လာတဲ့အစ်စ်တွေထဲမှာအခုလက်ရှိတို့အချင်းဦးစည်းမှာထိုင်နေတဲ့မှာပေါ့နော်မကွေးဘူးချင်းတောင်မှာအဲလက်ရှိနှိပ်စက်နေတဲ့လူတွေဟိုကျွန်တော်ပြောချင်တာဟိုဟာအခုလက်ရှိပေါ့နော်ဒီမကွေးဘူးချင်းတောင်ထောင်ပိုင်းလေးအနေနဲ့ဥဆောင်နေတဲ့တန်းကျော်တင့်တန်းကျော်တင့်ရယ်ပြီးတော့ ဟိုဝင်းနိုင်ရေပေါ့နော်သူတို့ကျွန်တော်ပြောချင်တာသူတို့ဒီအခုနောက်ပိုင်းမှာသူအစောပိုင်းမှာရက်ခိုက်တာတွေကဒန်နေကြီးရောအဲမှာအချင်းသားတွေမှာနိုင်ငံချင်းသားတွေမှာဆုံးပါအသက်ဆုံးဆုံးတာရှိရောသူတို့အခုနောက်ပိုင်းမှာじゃအဲ့လိုတွေမရိုက်တော့ဘူးမီချိုးတွေနေရိုက်တယ်အသားထဲကိုနေဝင်အောင်ရိုက်တယ်တခုခုသူတို့ကတော့မင်းတို့လည်းမမားနေငါတို့လည်းမမားနေဆိုတဲ့ပုံစံမျိုးအဲအဲ့လိုပုံစံမျိုးဒါမဲ့အမားကိုစောင့်နေရပါတော့သူကဒီတခုခုဖြစ်လိုက်တာ ਨੇ ရိုက်မယ် နှက်မယ်ဆိုတာကြီးပဲအဲအဲ့လိုကြီးရှိရယ်အဲတခုဥပမာသူတို့ကန့်တတ်ထားတဲ့ဟာတွေဘာတွေဟိုဖြစ်လို့ရှိရင်ရိုက်တယ်အဲမီချိုးနဲ့ရိုက်တာသူတို့မီချိုးနဲ့အသားထဲဝင်အောင်ဒီရိုက်တယ်အဲ့လိုကြီးရှိရယ်ပြီးတော့ထောင်းဝင်းသားတွေဘာတွေဆိုလဲလုံလုံကန့်တတ်ထားတယ်ထောင်းဝင်းသားဘလောက်မထည့်ရဘူးအခုချိန်လေးဆိုကျွန်တော်တို့2023အဲ2025 73ရက်နဲ့စပြီးတော့ကျွန်တော်တို့အဲ့တွေမရသေးဘူးဒီအစောပိုင်းတုန်းကကျွန်တော်အဲ့တွေရခဲ့တယ်ပေါ့နော်အခုချိန်လေးကျွန်တော်တို့လုံလုံထောင်းဝင်းသားအဲ့တွေထောင်းဝင်းသားတော့ပို့လို့ရအဲ့တွေလုံလုံမရဘူးကျွန်တော်တို့မှာ အဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ကဒီထောင်ထဲမှာနေအကျဉ်းသားရတဲ့အတွက်ဆိုကျွန်တော်အဲ့တွေ့လေပြန်ပြီးတော့ပေးနေချင်တယ်ပေါ့နော်လူခွင်းရင်းနေဒီပြီးတော့လူခွင်းရင်းနေရတင်ရထိုက်တဲ့အခွင့်အရေးတွေအားလုံးကိုအကျဉ်းထောင်ထဲမှာရသိချင်တယ်ကျွန်တော်တို့ကဒါပါပဲစစ်အာဏာသိမ်းမှုကိုလက်မခံပဲမင်းအောင်လှိုင်တို့အကြမ်းဖက်စစ်အုပ်စုကိုတော်လန်ဆန္ဒပြရင်ထောင်ချခဲ့ပြီးရဲ့နောက်ပြန်လည်လွတ်မြောက်လာတဲ့ကိုလျက်စီကိုဆက်သွယ်မေးမြန်းခဲ့တာပါရှင်တီရှူပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါရှင် ကျမကတော့ရှားပါ